။မိုးကုတ်ရဲ့ကံကြမ္မာမိုးကုတ်မှာတရနယ်လီဆောက်ခွာမှုလျှို့ဝှက်ချက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော်။ မိုးကမြူကနေ TNL တပ်ဖွဲ့ရိဆက်ခွာမယ်လို့တရင်ထုတ်ပြန်ထားပေမဲ့ဘယ်လိုပုံစံနဲ့ဆက်ခွာမလဲဆိုတဲ့ကိစ္စကိုစေအခက်ခက်တွေကြမှာအမြင်တွေ꿰ပြနေပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ29နဲ့28ရက်နေ့တွေကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရှိချင်းရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ပြုလုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲမှာတမရော်နဲ့ TNL တို့ဟာအပြည့်အခက်ရစဲဖို့နဲ့တမတ်ကာလာအတွင်းမိုးကုံနဲ့မိုးမိတ်မြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆက်ခွာရန်သဘောတူခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ TNL ၏စည်ရေးချိန်နေနဲ့ MDY PDF ကိုကြောင်းထိုးထားမှု TNL ဟာစည်ရေးအရာအကြမ်းဖက်ရောက်နေတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ DNL တို့တောင်ခံထိရှောက်လာခဲ့ပေမယ့်တမရော်ရဲ့ခုခံစစ်နဲ့တံပြန်ထိုးစစ်ကြောင့်နောက်ကျုပ်ကြောင်မင်းနဲ့တီဘောရုကိုတမရော်ကပြန်လည်သိမ်းပိုက်ရရှိခဲ့ပါတယ်။မြေပြင်မှာ DNL ဘက်ကစိတ်တက်ပြပြနေပြီးအလင်းဝင်သူများလည်းရှိနေတယ်လို့သိရပါတယ်။ DNL ကမွေးမြူလေ့ကျင့်ပေးထားတဲ့စင်ကူဘက်ကိုအခြေပြုထားတဲ့ MDY PDF နဲ့ DNL အကြားထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကိုတက်မရော့ကချက်တောက်ထားနိုင်တဲ့အပြင် MDY PDF ကိုပါတိုက်ခိုက်မှုတွေရှိနေပါသေးတယ်။ DNL ကမုတ်ကုတ်မျိုးကိုသိပိုက်စေ PDF များကိုအသုံးချခဲ့ပြီးမယ်အမှန်တကယ်မြည်ပြမှာ DNL ကသာအပြည့်အဝအုပ်ချုပ်ပြီးပြညာကဲ့သို့တည်ရန်စာတမ်းများကိုထုတ်ယူခဲ့ပါတယ် MDI PDF နဲ့အခြား PDF များကိုမုတ်ကုတ်မျိုးနယ်မှာထားတော့လေအုပ်ချုပ်ရေးမှာကောင်းစွာအသုံးမပြုတော့ဘဲချောင်းထိုးထားခဲ့တယ်လို့သိရပါတယ် PDF များဤရက်တီချက်နှင့်အနာဂတ်မိကုံများ DNL ဆက်ခွာပြီးရတဲ့နောက်မှာ MDY PDF တို့ပါလိုက်ပါဆက်ခွာသွားမှလားဆိုရဲမိကုံပေါ်ပေါက်လာခဲ့ပါတယ် TNL အပြည့်အကြောင်းထုတ်ပြန်ပြီးတဲ့အချိန်မှာ MTY PDF တို့ကထိန်းချုပ်နေမြညာကိုဆက်လက်ကာကွယ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။စီးအကဲခတ်တူကပလောင်ဆုတ်သွားရင် MTY PDF ရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကပလောင်ကထားပေးခဲ့မဲ့လက်နက်ကြီးနဲ့ drone ပေါ်လို့တုံ့တက်ခဲ့ပါတယ်။သို့တော့ဒီမျော်လင့်ချက်ကနေပါပြီး PDF တစ်ခွဲရဲ့အနေနဲ့တက်မရော်ကိုခံနိုင်မှာမဟုတ်ဘူးလို့လည်းဆိုကြပါရစေ။ တရနယ်လေးတို့ဟာလက်နက်ခဲရန်ချွတ်တဲခြင်းအင်အားပြုံတီးခြင်းတို့ဖြစ်များကြောင့်ဆောက်ခွာဝဲရှိတော်လေလက်နက်ကြီးများခြံထားခဲ့ပါက PDF တို့ရင်းကိုအတုံးချကခုခံမှုရှိနိုင်ကြောင်းတုံ့တက်မှုတွေရှိပါသည်။သို့တော့ PDF နှစ်ဖွဲ့ပေါင်းတာတော့မနိုင်တဲ့အတွက်တဖွဲ့ရဲနဲ့နိုင်စပ်အကြောင်းမရှိဘူးလို့လည်းဆိုပါသည်။တရင်ရင်မြတ်တူက TNL လေးတို့အနေနဲ့ PDF uniform ကိုလဲလဲဝစ်စင်ကမိုးကုတ်မျိုးကိုမပေးရင်ဆက်လက်ခုခံမှုရှိကြောင်း ။ဘာကြောင့်လဲဆိုတော့ uniform နဲ့ပဲသတ်မှတ်တာဖြစ်ပြီး PDF ထဲမှာဘလောက်မပါဘူးလို့သတ်မှတ်ထားတာမရှိရတဲ့ဖြစ်တယ်လို့သုံးသပ်ထားပါရယ်။လလစင်မှာ PDF မှာအင်အားမရှိပေမဲ့နောက်ခံအင်အားကပလောင်ကရှိနေတာကိုလို့တင်းရင်မြက်ကထောက်ပြခဲ့ပါတယ်။တရနလီရဲ့ပြောရေးစကွင်းရှိသူလူရီဦးကဖိအားများတဲ့အပြင်ပြည်သူလူထုရဲ့အကျိုးကိုငင်ညာသောအဖြစ်အပြစ်ရပြီးတက်ဆုံရန်ဆိုင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့တိပါရမီဒီယာတွေကိုဖြေကြားထားပါတယ်။ သို့သောရခင်နောက်ချိုကြောင့်မင်းနဲ့ပြဘောရုကိုတမရော်ကပြန်လည်သိမ့်ပိုက်ခဲ့စဉ်ကလည်းအရှုံးကိုအတီလင်မပြောဘဲအမျိုးမျိုးလှက်ပကြောကြခဲ့ပူပါရယ်ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေမှာမိုးကုတ်မျိုးကိုတမရော်ကပြန်လည်ထိန်ချုပ်နိုင်မှုတော PDF စစ်စင်များနဲ့တိုက်ခတ်ရမှာလားဒါမှမဟုတ် TNL ရောပါနေတဲ့ PDF ညာနဲ့တိုက်ခတ်ရမှာလားဆိုရဲမိကုံကတော့ခံမရခတ်တဲ့နိုင်ငံရေးစည်ရေးပြူဟာရီရဲမှာကြန့်ရှိနေစေဖြစ်ပါတယ်။ဆက်လက်ပြီးတုံ့တက်ရမယ်ဆိုရင်မန်လီတိုင်းနယ်မှာပါဝင်နေတဲ့တရားစတာကျေဝါရီမူကုံမြူရဲ့အခြေအနေဟာလာမယ့်နိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာတိတိတတ်တာပြောင်းလဲတော့မှာဖြစ်ပါတယ်။တရုတ်နိုင်ငံကူမင်းမြို့မှာအောက်တိုဘာ28ရက်နေ့ရက်နေ့ကတရနလီနဲ့တမရော်ကိုစလိုက်အဖွဲ့ရရဲ့ဆွေးနွေးမှုရှာလက်အရာတရနလီဟာထိန်းချုပ်ထားတဲ့မိုမိန်နဲ့မိုကိုမျိုးတွေကနေစုခွာပေးဖို့သဘောတူခဲ့ပါတယ် ီသဘောတူညီချက်ကြောင့်မူကုံမျိုးဟာစည်ရဲအာရုံဆိုင်မှုပုံမခံလာရပါတယ်။မူကုံဟာပရမညာထရှိရဲ့မျိုးဖြစ်တာကြောင့်ရှမ်းဗမာလီစုပလောကိုရခစတဲ့လူမျိုးပေါင်းစုံနေထိုင်ပြီးစီးပွားရေးခွင့်လန်းကောင်းမွန်တဲ့မျိုးအဖြစ်လူသိများပါတယ်။ရှမ်းမြောင်နဲ့ထိစပ်နေတဲ့မူကုံကိုတယန်စာတထရှိရဲ့ဒေသကိုတည်နေနမိတ်ကနေဖိယူပြီးမလီတိုင်းနဲ့တမင်ထဲသွင်းထားရလို့လေတမိုင်းကြောင့်အရာဝေဖန်ထောက်ပြမှုတွေရှိခဲ့ပါတယ်။ DNL အုတ်ဆုံးမှုကာလဤမျောလင်းချက်နှင့်စိတ်အာရော့စရာများ 2029စစ်စင်ရေးဒုတိယပိုင်းကာလမှာမိုးကုံမျိုးကိုတရက်နယ်လီကတင်းယူခဲ့စဉ်ကမြို့ကန်တွေကတက်ကြွစွာကြိုးစုခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့တနင်္ဝင်ကျင်းကြမြင်တဲ့တရနယ်လီအုပ်ချုပ်မှုကာလအတွင်းမှာတော့ခေတ်ဆက်ဆက်တူဖော်ခြင်းမပြုခဲ့တဲ့ကောက်ကွင်းလုံနီယာမျိုးတွေမှာတရနယ်လီအမိန်နဲ့ကြောက်မြတ်တူဖော်ခဲ့တဲ့ဖြစ်ရများပေါ်ပေါက်ခဲ့ပါတယ်။ကိုရခါလူမျိုးနယ်တွေကိုအာရမဆက်သားစုဆောင်ခဲ့တဲ့အဖြစ်တွေကလည်းဝေဖန်ပြောဆိုကြဖြစ်ပျက်တွေဖြစ်ခဲ့ပါတယ်။ ဒေတာကန်တွေအနေနဲ့တော်လန်ရေးတက်တွေဟာလူတွေရဲ့လူလာချက်ကိုစန့်ကျင်လှုံ့ဆော်ခြင်းမပြုကြတဲ့အဖွဲ့တွေရဲ့လို့မျှော်လင့်ထားကြတာကြောင့်အထက်ပါဖြစ်ပျက်တွေကစိတ်အားရစရာဖြစ်တွေဖြစ်ခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ TNL အနေနဲ့ကတော့စီရီနိုင်ငံရေးထောက်ပံ့ရေးနဲ့ဒေတာကန်တွေရဲ့မလွတ်လပ်မှုတွေစတဲ့အကြောင်းအရာကိုထည့်သွင်းစဉ်းစားပြီးဆောက်ခွာဖို့သဘောတူခဲ့ရတာဖြစ်နိုင်ပါတယ်။ဆောက်ခွာမှု၏ပုံစံနဲ့စီရီမိကုံများ TNL ရဲ့ဆောက်ခွာမှုနဲ့ပတ်သက်ပြီးအဓိကမိကုံနှစ်ခုရှိနေပါတယ်။ဘယ်လိုပုံစံနဲ့ဆောက်ခွာမလဲ။ ပြန်လည်နေရယူမယ်တက်မရလက်ထဲတိုက်ရိုက်လွှဲပေးမယ်သဘောလား။ဒါမှမဟုတ် NUG လက်အောက်ခံတပ်တွေနေရယူရာကို၎င်းတို့စီမံအမိတ်ပေးနိုင်တဲ့ကိစ္စမဟုတ်ကြောင်းသဘောတူထားသလားဆိုတာမသိရှိရသေးပါဘူး။ MDA ကိုကန်တပ်ဖွဲ့ဟာလာရွှေမြော်နေဆက်ခွားစဉ်စစ်တပ်ဘက်ကမြို့ရဲဝင်နိုင်တဲ့အထိလုံခြုံရေးရှိပေးပြီးလွှဲခဲ့တဲ့တာဒကာရှိခဲ့ပေမယ့်အဲဒီတော့က၃လကျော်အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ မိုးမိတ်နဲ့မိုးကုတ်ဆက်ခွာပြီးမဲ့သဘောတူညီမှုကတရင်သုံးပတ်နဲ့လေးပတ်အတွင်းတရင်နယ်လေးတပ်ဖွဲ့နဲ့အောက်ချော်ရထွက်ခွာမဲ့သဘောဖြစ်တဲ့အတွက်အချိန်မြင့်များဆဆပေးမထားတာကိုတွေ့ရပါတယ်။လက်ရှိမှာမိုးကုတ်ဗျူဟာလိုနဲ့ MDY PDF တို့ကမြို့ကိုခုခံကာကွယ်မယ်လို့ဆိုထားပြီးဒေတာရင်းကတော်လိုင်းလက်နက်ကအင်အားစုတွေကိုဖိတ်ခေါ်ရေးစညာချက်တွေလည်းထုတ်ပြန်ထားပါတယ်။ တရနယ်လီအုပ်ချုပ်မှုအောက်မှာလလတ်ဆောင်နေထိုင်ခွင့်မရခဲ့ကြသလိုတမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသုံမှုပျက်စီးဆုံးရှုံးမှုနဲ့စိုးရိမ်ထိလန့်စွာနေထိုင်ရတဲ့အနေအထားမျိုးကမြို့ကန်တွေအတွက်မျှော်လင့်မထားတဲ့ရာလဒ်တွေဖြစ်ခဲ့ပါတယ်။တရနယ်လီအနေနဲ့ရေရှည်ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့အဖြစ်ကမျှော်လင့်ချက်တွေကိုပျက်စီးစေပြီးမြို့ကန်တွေအနေနဲ့အခုဆိုရင်တပြန်တလန်မြို့သိမ်းတိုက်ပွဲတွေဖြစ်ပြီးလူအသက်နဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးရမယ့်အရေးကိုတွေးပြီးစိုးရိမ်နေကြပါတယ်။ မြို့ကန်တွေဟာစစ်ဘေးတင်းရှောင်မှုအတွက်တဦးကိုငွေ9သိန်းကနေ6သိန်းဝန်းကျင်ကာကာဖြင့်ကောက်ကြခံရမယ့်အရေးနဲ့ဆိုင်းရခဲ့တဲ့နေအိမ်တွေဆုံးရှုံးမဲ့အရေးတွေစိုးရိမ်ပူပန်နေကြရပါတယ်။လာမယ့်သတင်းပတ်တစ်ပတ်နှစ်ပတ်အတွင်းမြို့ကုန်းမြို့ရဲ့အနေအထားဘယ်လိုဖြစ်လာမလဲဆိုတာပုံပေါ်လာမယ့်အနေအထားမှရှိပါရရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကွန်မန့်ကနေတစ်ဆင့်ညွှန်ပြပေးခဲ့ပါအောင်နော်။ အခုလောစိတ်ဝင်စားစရာကောင်းပြီကမ္ဘာရေမြမာရေသတင်းများစွာကိုနှာစင်မှုသတင်းခေတ် channel ကိုနိုင်ရင် subscribe လေးလုပ်ပြီးပေးနာ notify bell လေးကိုလည်းနှိပ်ထားဖို့တော့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်